အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုရားပြင်မျှဝေပေးချင်တာကတော့ကားရဲ့စီတိုင်ကြီးကို စီကိုပြေရှင်နေအောင်ထည့်တဲ့အခါမှာနောက်ဆက်တွဲကြုံတွေ့လာစေနိုင်တဲ့ဆိုးကျိုးတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုရားပြင်မျှဝေပေးချင်ပါတယ်စီဆိုင်မှာစီဖြည့်တဲ့အခါမှာ စီကောက်ကနေပြီးတော့မှကျွန်တော်တို့စံစာဖြတ်တဲ့အချိန်ထိထည့်တာကတော့ပြဿနာမရှိပါဘူး။ခါလီကြလို့ရှိရင်အဲ့ဒီစီကောက်ကနေပြီးတော့စံစာဖြတ်လိုက်တယ်အဲ့ဒီကနေပြီးတော့မှအဲ့ဒီစီကောက်ကိုနောက်ကိုနည်းနည်းလေးရွှေ့ပြီးတော့မှကားကိုလှုပ်တယ်လှုပ်ပြီးတော့မှဝင်တဲ့လောက်ကိုတက်နိုင်သမျှဖြည့်သွားတယ်ပေါ့ဗျာနော်အဲ့လိုမျိုးလှုပ်တဲ့အခါမှာ နောက်ဆက်တွဲအနေနဲ့စူးကျိုးတွေကြုံတွေ့စီလာနိုင်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ DVO file လေးနဲ့မိတ်ဆွေတို့ကိုကူတာဖြည့်မျှဝေပေးခြင်းပါတယ်ပထမအဦးဆုံးအနေနဲ့မျှဝေပေးခြင်းတာကတော့ EVAB လို့ခေါ်တဲ့ Evaporative Emission Control System နဲ့ပတ်သက်ပြီးတော့အရင်ဆုံးရှင်းပြပေးခြင်းပါတယ် EVAB လို့ခေါ်တဲ့ Evaporative Emission Control System ကဓာတ်ဆီကားအင်ဂျင်တွေအတွက်ကတော့အရန်ကိုအေးပါတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ဓာတ်ဆီဆိုတာကတော့အငွေ့ပြန်တဲ့ဂုံသတ္တိရှိတယ်။အဲ့တော့တိုင်ကီထဲမှာဓာတ်ဆီဖြည့်ထားတဲ့အခါမှာဓာတ်ဆီကတော့အငွေ့ပြန်မယ်။အငွေ့ပြန်လာတဲ့အခါမှာဘာဖြစ်မလဲဆိုတော့တိုင်ကီထဲမှာအဲ့ဒီအငွေ့တွေကြောင့် တိုင်ကီရဲ့ဖီအားကအရန်များလာမယ်များလာတဲ့အခါမှာတိုင်ကီထဲမှာရှိနေတဲ့ EFI ပန့်ရဲ့အလုတ်ကိုလာပြီးတော့အတားစီဖြစ်စေပါတယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာတိုင်ကီထဲမှာဖီအားတွေအရန်များနေတယ်ဆိုရင် ကားမှာလာပြီးတော့အင်ဂျင်တုံတဲ့ပြဿနာမျိုးတွေလီဘာနင်းမရတဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပါတယ်။ဒါကြောင့်မယ်အဲ့ဒီအငွေးပြန်နေတဲ့ဓာတ်ဆီငွေတွေကိုအင်ဂျင်ထဲကိုထည့်ပေးဖို့အတွက် EVAB လို့ခေါ်တဲ့ Evaporative Emission Control System ကိုဖန်တီးလိုက်တယ်ပေါ့ဗျာနော်။အဲ့လိုမျိုးဖန်တီးထားတာဖြစ်တဲ့အတွက်တိုင်ကီရဲ့အပေါ်မှာဆိုရင်ဒီဓာတ်ဆီအငွေတွေကိုဒီ အင်ဂျင်တွေကိုထည့်ဖို့အတွက်ပိုက်လိုင်းကိုထည့်ပေးထားပါတယ်။အဲ့ဒီမှာဂျားကန်နေနဲ့ဗာထည့်ထားလဲဆိုတော့ EVB စနစ်မှာကနစတာဘူးကိုထားထားပါတယ်။အဲ့ဒီကနစတာဘူးကိုတော့ငွေလောင်ဘူးလို့ခေါ်ပါတယ်။ကားတော့တော့မများမှာဆိုရင်တော့အဲ့ဒီငွေလောင်ဘူးကဘူးအမဲရောင်လေးနဲ့ တက်ဆင်အသုံးပြုထားပါတယ်ဂျပန်ကားတော်တော်များများဆိုလို့ရှိရင်တော့အင်ဂျင်ကန်ထဲမှာတက်ဆင်ထားပြီးတော့မှတချို့ကားတွေဆိုရင်တိုင်ကီရဲ့ဘေးနားမှာတက်ဆင်ထားတာမျိုးကြီးလည်းရှိတယ်ချိုကားတွေကကားရဲ့ဘိုက်အောက်ထဲမှာတက်ဆင်ထားတဲ့ပုံစံမျိုးတွေလည်းရှိပါတယ်အဲ့ဒါကတော့အငွေ့တွေကိုဆုပ်ယူတဲ့ဓာတ်စီအငွေ့တွေကိုဆုပ်ယူတဲ့ဘူးလေးဖြစ်ပါတယ်ကနစတာဘူးလို့ခေါ်ပါတယ်အဲ့တော့တိုင်ကီထဲမှာရှိနေတဲ့အငွေ့ပြန်နေတဲ့ဓာတ်စီတွေကိုအဲ့ဒီကနစတာဘူးလေးကအငွေ့ကိုပဲဆုပ်ယူပါတယ်အရေကိုဆုပ်ယူတာမဟုတ်ပါဘူး အရေးကိုဆုပ်ယူလိုက်ရင်ပြဿနာရှိတယ်။အဲ့ဒီကနစတာဘူးလုံးဝကိုပျက်စီးနိုင်ပါတယ်။ဒါကြောင့်အငွေ့ကိုပဲဆုပ်ယူတယ်။တိုင်ကြီးထဲမှာရှိနေတဲ့ဓာတ်စီငွေ့တွေကဒီကနစတာဘူးတွေကိုရောက်တယ်။ကနစတာဘူးတွေကနေပြီးတော့မှအင်ဂျင်ရဲ့အင်းလက်မန်ဂနီဖိုးတွေကိုထည့်ပေးတယ်။အဲ့လိုထည့်ပေးတဲ့အခါမှာ ECU ကနေပြီးတော့မှ pass ဒီ pass controller ဒိုမဟုတ်ဒီ pass solenoid လို့ခေါ်တဲ့ solenoid လေးကို ECU ကနေထိမ့်မိတယ်ထိမ့်မိပြီးတော့မှ အင်ဂျင်တွေကိုထည့်ပေးတာဖြစ်ပါတယ်အဲ့လိုပုံစံမျိုးအငွေ့တွေကိုအင်ဂျင်တွေကိုထည့်ပေးခြင်းအပြင်ဒီတိုင်ကြီးထဲမှာရှိနေတဲ့ဓာတ်ဆီရဲ့ PR ကိုရှင်းချပြီးတာပါဒါကတော့ EVAB လို့ခေါ်တဲ့ Evaporative Emission Control System ရဲ့အကြမ်းမြင်လှုပ်ဆောင်တဲ့ပုံစံမျိုးပါအဲ့တော့ဒီစနစ်မှာဆိုရင်စင်ဆာတွေပါပါဝင်ပါတယ် model မြင်လာလေလေအဲ့ဒီစနစ်မှာစင်ဆာတွေပါဝင်လာတယ်ဘယ်လိုစင်ဆာတွေလဲဆိုတော့ fuel tank pressure စင်ဆာလိုမျိုးတွေ ပါဝင်လာတယ်။နောက်ဒီ power flow sensor လိုမျိုးတွေပါဝင်လာပါတယ်။အဲ့ဒါကဘာလို့ပြီးတာလဲဆိုတော့ဒီ EVV စနစ်မှာရှိနေတဲ့ဖိအားကိုအာယုံခံပြီးတော့ EC ကိုသတင်းချက်လက်ပေးဖို့တယ်။ဖိအားကအရင်များနေတယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ပြောမယ်ဆိုရင်တော့ engine တွေကိုမြန်မြန်ထည့်တယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့ဗျာနော်။အဲ့တော့ fuel tank pressure sensor ဆိုပြီးတော့မှသုံးကုန်းတဲ့ sensor တွေတချို့ကားတွေမှာပါဝင်လာတယ်။များသောအားဖြင့် model မြင့်လာတဲ့ကားတွေမှာဆိုရင်ပါဝင်လာတာကိုတွေ့မြင်ရတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တိုင်ကီထဲမှာရှိနေတဲ့ ဓာတ်ဆီတွေကိုဓာတ်ဆီရဲ့အငွေ့တွေကိုအဲ့လိုပုံစံမျိုး engine တွေကိုထည့်ဖို့အတွက် EVAV စနစ်ကိုအဲဒါဖန်တီးလာကြတာဖြစ်ပါတယ်အဲ့တော့ဒီစနစ်အားဆိုလို့ရှိရင်အဲ့ဒီဒီအငွေ့တွေကိုငွေ့လောင်မှုကနေတိုးလောင်မယ်တိုးလောင်ပြီးလို့ရှိရင်အဲ့ဒီငွေ့လောင်မှုကိုလည်းကျွန်တော်တို့ဒီ activate carbon canister လို့လည်းခေါ်တယ်ခြာကိုး canister လို့လည်းခေါ်ပါတယ်အဲ့ဒီထဲမှာတိုးလောင်တိုးလောင်ပြီးွားလို့ရှိရင် ပါစလိုနိုက်ကနေပြီးတော့မှထိမ့်ပြီးတော့ဒါ ECU ကထိမ့်မယ်ပေါ့ဗျာနော် ECU ကဘယ်ပေါ်မှာအခြေခံပြီးထိမ့်မလဲဆိုတော့အင်ဂျင်ရဲ့အပူချိန်တွေအင်ဂျင်ရဲ့ဝင်အားတွေမြန်နှုံးတွေပေါ်မူတည်ပြီးတော့မှအဲ့ဒီဒီပါစလိုနိုက်လေးကိုဖြွင့်ပြီးတယ်ဖြွင့်ပြီးပြီးတော့မှအင်လက်မန်နီဖိုးလေးကိုထည့်ပြီးတော့မှကွန်မန်ရှင်းချက်မာထဲမှာသွားရောက်လောင်ကျွမ်းစီတာဖြစ်ပါတယ်ဒါကတော့ EVAB စနစ်ရဲ့လုံဆောင်တဲ့ပုံစံမျိုးပါအဲ့တော့ EVAB စနစ်မှာဆိုရင်အဓိကအစိတ်ပိုင်းကြီးနဲ့ဘာတွေပါမလဲဆိုတော့ စီတိုင်ကြီးပါမယ်ဒါတော့ဓာတ်စီတူလောင်မိုးအတွက်စီတိုင်ကြီးကတော့ပါမယ်ပေါ့ဗျာနော်စီတိုင်ကြီးထဲမှာအငွေ့ပြန်နေတဲ့ဓာတ်စီတွေကိုတူလောင်ပေးဖို့အတွက်ခြောက်ကိုကနစတာဆိုတာပါမယ်ပြီးတော့ဒီသူ့ရဲ့ line ကနေပြီးတော့ control လုပ်ဖို့အတွက် ECU ကနေပြီးတော့ထိမ့်ဖို့အတွက်အဲ Barcelona ဆိုပြီးတော့ပါမယ်ပြီးတော့ Beaver line ဆိုပြီးတော့ pipe line တွေပါမယ်အဲ now model မြင်လာတဲ့ကားတွေမှာဆိုလို့ရှိရင် fuel tank pressure sensor ဆိုပြီးတော့ပါဝင်လာမှာဖြစ်ပါတယ်အဲ့လိုပုံစံမျိုးနဲ့သူက ဒီထိန်းထားတယ်ပေါ့ဗျာနော်ဒီစနစ်ကအဲ့တော့ဒီစနစ်ကိုဘာဖြစ်လို့တက်စင်တာလဲဆိုတော့တိုင်ကြီးထဲမှာရှိနေတဲ့ CFP အားကိုလည်းထိန်းဖို့ရယ်ဒီအငွေ့ပြန်နေရာကိုပေါ့နော် engine ထဲကိုထည့်ပေးဖို့အတွက်ရယ်နောက်တစ်ချက်ကအဲ့ဒီအငွေ့တွေကိုတကယ်လို့သာပြင်ပကိုထုတ်မယ်ဆိုရင် hydrocarbon တွေပေါ့အဲ့ဒီအငွေ့တွေကအဲ့ဒီ hydrocarbon အငွေ့တွေကပြင်ပကိုရောက်သွားမယ်ဆိုလို့ချင်းဒါက NDA အရင်များတယ်စီနန်မော်နာတွေမီးလောင်တဲ့အဆင့်ထိဖြစ်နိုင်နေပေါ့ဗျာနော်အဲ့တော့ဒီစနစ်ဟာဆိုလို့ချင်းဘာအတွက်ကောင်းလဲဆိုတော့အဲကျွန်တော်တို့ဒါ မြန်မာဆိုရင်အမေရိကန်တို့နောက်ဥရောပတိုက်ကအဲဒီ standard တွေပေါ့ဗျာနော်ဒီ emission နဲ့ပတ်သက်တဲ့ standard တွေကိုလုံးဝကိုပြည့်မီစေအောင်ဒီစနစ်ဒီစနစ်ကိုဖန်တီးထားခြင်းဖြစ်ပါတယ်ဒါအပြင် C ကိုလည်းဆုံးရှုံးမှုမရှိအောင်ဒီစနစ်နဲ့ထိန်းချုပ်ထားတဲ့ပုံစံမျိုးပါအဲ့တော့ပြောမယ်ဆိုရင်လွန်ခဲ့တဲ့10နှစ်15နှစ်လောက်ကကားရီယာဆိုလို့ရှိရင် EVB စနစ်နဲ့ပတ်သက်ပြီးတော့ error တွေကစပြီးတော့တက်လာပြီး ဘယ်လိုပုံစံမျိုးတက်လာလဲဆိုတော့ဒီပါဆယ်လိုနိုက်ဒီပိတ်တာတို့ပေါ့နော်အဲနောက်ဒီချာကိုကနစတာတွေကအငွေ့တွေကိုစုပ်ယူနိုင်မှုစွမ်းအားတွေကျလာတာတို့နောက်ဘီပါလိုင်းနေရာဆိုရင် CD ဝင်ပြီးတော့ G တွေပိတ်နေတာတို့ပေါ့နော်အဲ့လိုပြဿနာမျိုးကြီးလဲကျွန်တော်တို့ကြုံတွေ့နေနိုင်တယ်နောက်ဒီ fuel tank ကတ်တွေမလုံတဲ့ပြဿနာမျိုးကြီးလဲကြုံတွေ့နေနိုင်ပါတယ်နော်ဒါကတော့ဒီ EVV စနစ်နဲ့ပတ်သက်ပြီးကြုံတွေ့လာတဲ့ပြစ်ချက်တွေပါအဲ့လိုမျိုးကြုံတွေ့တဲ့ပြစ်ချက်တွေထဲမှာကျွန်တော်ဒီ video file မှာကတော့ Chevrolet Threat တစည်းရဲ့ ဒီ engine နှိုးတဲ့အချိန်မှာ stack ရှိတဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့အရင်ဆုံးအဲရှင်းပြပေးခြင်းပါတယ်တခြားကားတွေမှာလည်းအများကြီးပဲကြုံတွေ့ရတယ်အဲကျွန်တော်တို့ဒါမာလီဘူးတို့မှာတော့မှလည်းကြုံတွေ့ရတယ်နောက်ဒီ Chevrolet Spark တို့ဘာတို့မှာဆိုရင်လည်းကြုံတွေ့ရတယ်အဲ့တော့ဒီ video file မှာကတော့ကျွန်တော် Chevrolet Strike ကားတစ်စီးမှာကြုံတွေ့ရတဲ့ပြစ်ချက်ကိုအခြေခံပြီးတော့မှရှင်းပြပေးခြင်းပါတယ်ဒီကားဆိုရင် workshop ကိုရောက်ရှိလာတဲ့အချိန်မှာဘာပြောလဲဆိုတော့သူကစီတိုင်းကြီးကိုစီအပြည့်ဖြည့်ထားတဲ့အချိန်မှာ engine စလုံးမငြိမ်တဲ့ပြဿနာ stack က်ရှိတဲ့ပြဿနာမျိုးတွေကြုံတွေ့ရတယ်ဆိုပြီးတော့ workshop ကိုရောက်ရှိလာတဲ့ကားလေးပါဒါနဲ့ပဲကျွန်တော်တို့စစ်ဆေးကြည့်လိုက်တယ်ပေါ့နော်စစ်ဆေးလိုက်တဲ့အခါမှာ ဘာကုတ်တက်လဲဆိုတော့ကျွန်တော်တို့ဒီ fuel tank pressure sensor နဲ့ပတ်သက်တဲ့ကုတ်တက်နေတာပေါ့ဗျာเนาะ P0466 ဆိုတဲ့ကုတ်တက်နေတာပါအဲ့ဒါနဲ့ပဲကျွန်တော်တို့ဒါ fuel tank pressure sensor နဲ့ပတ်သက်ပြီးတော့စစ်ဆေးရမယ်အတွေ့အကြုံရဆိုရင် fuel tank pressure sensor ကြောင်သွားတဲ့ပစ်ချက်ကြောင့်ဖြစ်နိုင်တယ်ပေါ့เนาะဒီလိုပြဿနာမျိုးကမကြာခဏကြုံတွေ့ရတဲ့ပစ်ချက်ပါအဲ့ဒါနဲ့ပဲကျွန်တော်တို့အဲ့ဒီ sensor ကိုဖြုတ်ဖို့လုပ်ကြတယ်ပေါ့เนาะဒါအပြင်ကျွန်တော်တို့တိုင်ကီထဲမှာရှိနေတဲ့စီပန့်နေဖစ်တာတွေပါစစ်ဖို့အတွက်ဆိုပြီးတော့တခါတည်းပဲ စီတိုင်ကြီးကိုကျွန်တော်တို့တခါတည်းချလိုက်တယ်ပေါ့ဗျာเนาะအဲ့တော့စီတိုင်ကြီးချပြီးတော့ဒီဆန်ဆာလေးကိုကြည့်လိုက်တဲ့အခါမှာအဲ့ဒီဆန်ဆာမှာ ဓာတ်စီတွေလာပြီးတော့အဲဒီအများကြီးပဲရောက်ကြည့်နေတာကိုတွေ့ရတယ်ဗောနော်အဲ့ဒါကတော့ဗမာတက်ဆင်ထားလဲဆိုတော့ EVB စနစ်ရဲ့ line မှာတက်ဆင်ထားပါတယ်ကနစတာဘူးရဲ့ဘေးနားလေးမှာတက်ဆင်ထားတယ်အဲ့အတွက်ပဲကျွန်တော်တို့အဲ့ဒီဆန်ဆာလေးကိုလဲရမှာဗောဒါပေမဲ့လောလောဆယ်မှာပစ္စည်းကမရှိသေးဘူးဒီကားတွေကလည်းပြောမယ်ဆိုရင်ပစ္စည်းဟောင်းကမရှိဘူးအစ်စ်ပဲရှိတာဖြစ်တဲ့အတွက်လက်ရှိမှာတုံးလို့ရအောင်ဆိုပြီးတော့ဒီဆန်ဆာလေးကိုကျွန်တော်တို့စေးပေးလိုက်တယ်ဗောနော်စေးပေးလိုက်တဲ့အခါမှာခဏတစ်ဖြုတ်ကတော့တုံးလို့ရသွားတယ်ဒါပေမဲ့ရေရှည်အတွက်ကတော့အဆင်မပြေ ည်တော့ပါအောင်အဲ့တော့ဆိုတာကဒီ sensor ဆိုတာကပြက်ခဲပါတယ်ကျွန်တော် fuel tank pressure sensor ကပြက်ခဲတဲ့ sensor ထဲမှာပါဝင်ပါတယ်ဘာဖြစ်လို့ပြက်သွားလဲဆိုတော့ C ကိုအပြည့်ဖြည့်တဲ့ပြစ်ချက်ကနေပြီးတော့မှဒီ sensor ပြက်တဲ့အဆင့်ထိဖြစ်သွားတာပါကျွန်တော်ဒါဒီဒီ video file ရဲ့အစမှလည်းရှင်းပြခဲ့ပါတယ် C တိုင်းကြီးကို C ပြည့်ဖြည့်တဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ဒီ fuel tank pressure sensor တွေလည်းပြက်တယ်6 canister ဘူးတွေလည်း ်အငွေ့ဆုပ်ယူမှုအားတွေနှဲသွားတယ်။ဘာကြောင့်လဲဆိုတော့သူကစီကိုအပြည့်ဖြစ်လိုက်တဲ့အခါမှာတိုင်ကြီးထဲမှာရှိနေတဲ့အငွေ့ပေါ့ဗျာအငွေ့ပြန်မဲ့နေရာနှဲသွားတယ်။ အဲ့လိုနေသွားတဲ့အခါမှာအငွေ့ပြန်မဲ့အစားအည်ဒီကအဲ့ဒီ EVB စနစ်ထဲကိုရောက်တယ်ရောက်တဲ့အခါမှာကနစတာဘူးစီကိုလည်းရောက်တယ် fuel tank pressure sensor ပါတဲ့ကားတွေမှာဆိုရင် fuel tank pressure sensor ကိုလည်းရောက်တယ်အဲ့လိုမျိုးရောက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ကနစတာဘူးကလည်းနောက်ပိုင်းမှာအည်ရောက်သွားတာဖြစ်တဲ့အတွက်အငွေ့ဆုပ်ယူမှုအားနေသွားပြီးဒီပျက်စီးသွားတယ်ပေါ့ဗျာကနစတာဘူးထဲမှာပျက်စီးသွားတယ်နောက် fuel tank pressure sensor ကလည်းအငွေ့ကိုပဲအာရုံခံတဲ့အနေထားမှာအည်ဒီလာပြီးထိတဲ့အတွက်အဲ့ဒီ liquid တွေကြောင့် Vietnam pressure sensor ကကြောင်သွားခြင်းဖြစ်ပါတယ်เนาะဒါကြောင့်မဲနောက်ဆက်တွဲအနေနဲ့ ဒီပြဿနာတွေကအများကြီးပဲတက်လာစေနိုင်ပါတယ်။ဒါကြောင့်စီပြေးဖြည့်ထားတဲ့အခါမှာ EVV စနစ်မှာပျက်စီးနိုင်တယ်။နောက်ဒီ pass ဒီ solo night တွေကလည်းဂျမ်းဖြစ်တာမျိုးတွေ၊ condenser ဘူးပြက်တာမျိုးတွေ၊ fuel tank pressure sensor ပျက်စီးတာမျိုးတွေဖြစ်တယ်။ engine ရဲ့ဆွမ်းဆောင်ရည်ကိုလည်းလာပြီးတော့ဒုက္ခပေးတယ်။စီလီချိုးမြည်တဲ့ပြဿနာမျိုးတွေဖြစ်တယ်။အဲဒါဒီကားမှာကြုံတွေ့ရတဲ့ပြစ်ချက်နဲ့နှိုင်းချီမီပြောရမယ်ဆိုရင် engine စလုံးမငိမ့်တဲ့ပြဿနာမျိုးတွေ stack ရှိတဲ့ပြဿနာမျိုးတွေနောက်ဆုံး engine မှာထိုးရက်သွားစေနိုင်တဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်တယ်တချို့ကားတွေမှာ ဆိုရင် mid fire ဖြစ်တဲ့ပြဿနာတွေကလည်းဒီလိုမျိုး C အပြည့်ဖြစ်ရင်ကနေနောက်ဆက်တွဲကြုံတွေ့လာစေတဲ့ပြစ်ချက်တွေထဲမှာပါဝင်ပါတယ်အဲ့တော့ fuel tank pressure sensor နဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတဲ့ error code တွေအများကြီးပဲရှိပါတယ်အဲ့တော့ EVP စနစ်နဲ့ပတ်သက်တဲ့ error code တွေဆိုရင် PG0 440တို့ PG0 442တို့ P0455 တို့ P0466 တို့ပေါ့နော် များသောအားဖြင့် P0466 ဟာဆိုရင် fuel tank pressure sensor နဲ့ပတ်သက်တဲ့ ပြစ်ချက်ဖြစ်ပါတယ်အဲ့တော့ဒီ EVB စနစ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဒုက္ခပေးတဲ့ထဲမှာပါဝင်နေအဲ့တော့စီတိုင်းကီကိုစီပြည့်ဖြည့်ခြင်းအားဖြင့် emission control system မှာလာပြီးဒုက္ခပေးတဲ့အပြင်ကိုတဘာပဝင်းကျင်ကိုညဉ့်ဉန်းစီတဲ့ဟိုက်ဒရိုကာဗွန်နဲ့ပတ်သက်တဲ့အဲ့ဒီဓာတ်ငွေတွေကပူပြီးတော့ထွက်စီတယ်နောက်ဆုံးအဆင့်အနေနဲ့ကတော့ဘာဖြစ်နိုင်လဲဆိုတော့ကားမီးလောင်နိုင်တဲ့အဆင့်ထိဖြစ်စေနိုင်ပါတယ်ဒါကြောင့်ပဲကျွန်တော်တို့ EVB စနစ်နဲ့ပတ်သက်ပြီးတော့ view site လို့ရောက်အောင်မိတ်ဆွေတို့အနေနဲ့စီတိုင်းကီတွေကိုစီအပြည့်ဖြည့်ခြင်းပြည့်ချန်နေအောင်ဖြည့်ခြင်းကနေပြီးတော့မှ ရှောင်ကျဉ်စီခြင်းပါတယ်အဲ့ဒါကတော့အထူးသဖြင့်ကတော့ Dacy ကားတွေအတွက်အထူးဂရုစိုက်ရမယ့်အချက်ဖြစ်ပါတယ်ဒီဇယ်ကားတွေမှာဆိုလို့ရှိရင်တော့ EVV စနစ်ကမပါဘူးပေါ့နော်ဒီဇယ်ကားတွေမှာကဒါပေမဲ့ Dacy ကားတွေမှာ EVV စနစ်ကပါဝင်လာတဲ့အပြင်ကိုစန်စာတွေကလည်းများစွာပါဝင်တယ်အဲ့တော့စီတိုင်းကြီးကိုကျွန်တော်တို့ကလိုတာထက်ပိုပြီးတော့ဖြည့်မိတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ ကြုံတွေ့လာစီနိုင်တာဒီလိုဆိုးကျိုးတွေဖြစ်တဲ့အတွက်ကုန်ကြစည်တွေကလည်းပုံပြီးတော့များမယ်မိတ်ဆွေတို့အနေနဲ့ကားကိုစီပြေးဖြည့်တာကတော့ကျွန်တော်အနေနဲ့နားလည်ပါတယ်ဒါပေမဲ့စီပြေးဖြည့်ရနေဖြည့်ရှံနေအောင်ထင်ရနေပြီးတော့မှနောက်ဆက်တွဲအနေနဲ့ဒီလိုပြဿနာမျိုးတွေကြုံတွေ့စီနိုင်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ view site လို့ရအောင်ကျွန်တော်ဒီ video file လေးနဲ့ပူရာဖြစ်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။ video ကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။